မကောင်းတဲ့လူကအုံမောက်ပြက်နေတဲ့လူကအဝိစာဖယုတ်ဖယဲနဲ့အဲ့ဒီဝချမ်းများလေးကိုလူသွားလမ်းမပေါ်မှာကန့်လန့်ဖြတ်တင်တာဘဆက်ကလည်းပြောတယ်ကြော်ရဲကြော်ကြည့်ကြော်ရဲကြော်ကြည့်ကြော်ကြည့်လေအဲ့ဒီကြော်ကြည့်လေကိုမကြော်လာကျန်တော့ပြောင်းလို့တယောက်ကြည့်ပါလေကြော်ရဲကြော်ကြည့်ဘာမှမသိဘူးအဲ့မှာလူက၄၀လောက်ပြည့်လာ လူက40လောက်ပြစ်လာတယ်ပျောက်လျောက်တမင်းချိုင်နေပါလွယ်အိတ်တွေနဲ့ပေးကပ်ပြီးတော့နေတယ်မကြော်ဘူးအဲ့ကောချမ်းမြောင်းလူတယောက်ကသူကယုံကြည်အရန်နောက်ကြတယ်သူကလွယ်ကလေးနဲ့ယုံကြည်နောက်ကြတော့သူကပြေးလဲပြေးကြော်လဲကြော်ပြေးလဲပြေးအော်လဲအော်ကြော်လဲကွာသူကပြေးတာကြော်တော့လွတ်တာပေါ့ကွာဒါပဲလောကကြီးอ่ะကြော်ရင်လွတ်တယ်သားတို့သမီးတို့ ဆယ်ရဆံမိုးဝေးကတစေတရားကြီးမဟုတ်ဘူးအကျော်ကြီးလွတ်တယ်နိုင်ငံရေးပဲပဲစီးပွားရေးပဲပဲဘယ်နေရာမှာဆိုကြုံရင်လွတ်တယ်မကြုံရင်မလွတ်ပါဘူးလောကကြီးမှာအမှန်တရားဆိုတာကဘာပတ်နေလို့လားမြမပြီးအရောက်နောက်ကျနေလို့အမှန်တရားတို့ရှိမှာနည်းနည်းလေးနှောင်းနှောင်းမှရောက်ကြတယ် အမှန်တရားကိုရှေ့ရှိနိုင်မဲ့ဖြစ်ပေါ်လာမဲ့ပြဿနာပေါင်းစုံကိုကိုင်ပြဖြေရှင်းမဲ့အနာဂတ်ရဲ့တားကောင်းသမီးငယ်တားလို့ရဲ့အနာဂတ်တထဲမှာအနာဂတ်ရှိတယ်အဲ့ဒါကြောင့်မို့အဓိကပြဿနာကဘာလဲဆိုတော့စိတ်ဓာတ်ခွန်အားလေးတွေအမတန်ယဉ်ကျေးပိန်မှွေတဲ့နှလုံးသားပိုင်ရှင်လေးတွေဖြစ်ဖို့အတွက်ရှေ့မှာခေါင်းဆောင်ခေါင်းကြီးရှိတယ်အဲ့ဒီခေါင်းဆောင်ခေါင်းကြီးတွေကတယောက်သောသူကိုရွေးထုတ်ပြီးတော့ပြောပြရမှာ သူ့သမိုင်းကိုလေ့လာတဲ့အခါမှာဥပ္ပိလိုရဲ့နိုင်ငံမှာ1885အထက်ပါမှာပြီကြာအဲ့တော့တက်ကြည့်လိုက်တဲ့အခါကျဘာကြောင့်ကြာသလဲဆိုတော့ចောင်းသားဆိုတာဒီစာអោဟာဖတ်တာနဲ့စာရင်အတိလေးကတ်ပြီးတော့လေ့လာစူးစမ်းတဲ့စိတ်ကလေးနဲ့ကတ်ပြီးတော့ကြည့်မောင်ရုံးကြာတာလေချက်ပါငါတို့ရဲ့နောက်ကြတဲ့1800နဲ့ငါ69 ကိုမှဂျပန်မဲကြီးဘီရင်တက်တယ်မဲကြီးဘီရင်ဒီ